င်္ဂလာပါရှင်မေလာတရဲ့ကြာသပတေးနေ့ရွှေခွဲတိမောက်ခွေရသတင်းကမ္ဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့အမေရိကန်သမ္မတချန်ရန်ကယူကရိန်းနိုင်ငံအဖို့မကြာခင်ချိန်ပေါင်းခံရနိုင်မယ်လို့ဥစွာကြောင့်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံမိမြန်မှုတရဲ့ကိုအတလန်တိတ်အမေရိကန်မကက်ဆင်ကဧပြီလ28ရက်ကထုတ်ပြန်ခဲ့ရာထရန့်ကစစ်တမ်းကြောင့်ဖို့ဖို့ချင်နေရပြီဖြစ်တဲ့ယူကရိန်းနိုင်ငံကိုလက်နက်တွေထောက်ပံ့မှုနဲ့ပတ်သက်လို့မေဂွန်တီရဲ့အပေါ်ရှောင်ရှောင်ခဲ့ပေမယ့်သူ့အနေနဲ့ယူကရိန်းနိုင်ငံ ည်းကိုကဲတင်နေတာဖြစ်တယ်လို့ယုံကြည်တဲ့အကြောင်းပြောကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။ Trump ကတွဲဆုံဝင်မြန်ပွဲမှာ Ukraine ကိုရင်းညွှန်းပြီးတော့ကျွန်တော်အနေနဲ့ဒီနိုင်ငံကိုကဲတင်မှုစူးစမ်းဆောင်ရွက်နေရပါ။ဒါကကြီးမားလာတဲ့စစ်ပွဲရန်နေရာချစ်တရပဲ Ukraine အနေနဲ့ဒီစစ်အတွင်းတိတ်မကြခင်ချေမှုခရရလိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ်။ဒါကြောင့် Ukraine အတွက်ကြီးမားတဲ့ဝန်ဆောင်မှုတရကိုကျွန်တော်လှုပ်ဆောင်ပေးနေတာပါလို့ပြောကြတဲ့အကြောင်းပြရပါရဲ့ရှင်။ ဆလတ်ဒီဆမ်ဘာသတင်းမှာတော့အီရန်ကဘန်နာအဘတ်စ်ပောက်ကွဲမှုလူခု20ပြေဆုံးခဲ့ပြီး1900ကျော်ဒဏ်ရာရရှိတဲ့သတင်းဖြစ်ပါတယ်။အီရန်ကအချင်းဆုံးစစ်ကောင်ဖြစ်တဲ့ဘန်နာအဘတ်စ်မှာအေပရာ20ကျော်ရည်ကပောက်ကွဲမှုကြီးဖြစ်လို့လူခု20ပြေဆုံးခဲ့ပြီး1900ကျော်ဒဏ်ရာရရှိသူပါတယ်။ကိုဆောင်မှုကြောင့်ပြရတာလို့ဒီတဲ့ငွေကြီးကပြောပါတယ်။ကွန်တိန်နာတစ်တာတွေထားတဲ့အပိုင်းမှာပောက်ကွဲမှုလာကြတာဖြစ်ပြီးစိတ်ကင်းရဲ့၃ပုံ၂ပုံ အေက3900ပြည့်စုံတော်လာလို့ဆိုပါရယ်မေကုံပြည်စုတွေကမိလာပေါက်ခွဲခဲ့တဲ့ဆိုတာကိုတော့တိတိကျကျမထုတ်ပြန်သေးတဲ့အကြောင်းသတင်းများကဖော်ပြထားပါရယ်ရှင် ထမန်ဒီဆမဲတရင်ကတော့ရေတက်ဒီမိုရီမှာနျူကလ িয়ার လက်နက်တွေအများဆုံးတက်ဆင်ဖို့ကင်းကျုံအံအမိပေးတဲ့တရင်ဖြစ်ပါတယ်။ပျုံယန်ဟာတန်5000အလွေရှိတဲ့ဖြတ်သိမ်းမှုဇုံဟုံးကိုထုတ်ဖော်ပြသခဲ့ပြီးဒါတို့ပြင်နျူကလ িয়ার ဒုံးကျည်တွေတက်ဆင်ဖွယ်ရှိတယ်လို့လေ့လာတွေကမှတ်ချက်ပြုခဲ့ကြပါတယ်။နေ့ရက်ကလက်နက်စမ်းသပ်မှုရဲ့ပထမနေ့မှာကင်ကိုရန်ကြီးကြပ်ခဲ့ပြီးယူလက်နက်တက်ဆင်ဖို့ကိုအရှင်းမြင်လို့ဆောင်ဖို့အမိပေးခဲ့ကောင်းလာမယ့်နေ့အစောပိုင်းမှာစစ်စင်ရေးတွေစတင်ဖို့ကိုရည်ရွယ်နေတယ်လို့လည်းတရင်များကဆိုထားကြောင်းသိရ ပါတယ်ရှင်။နောက်ဆုံးနေ့ဆက်မဲ့တင်ကတော့စေရေးခေအပြီးကမ္ဘာနိုင်ငံတွေရဲ့စေရေးအသုံးစရိတ်တွေဟာအမြင့်ဆုံးအဆင့်ကိုရောက်လာတယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ စေခေအပီကမ္ဘာနိုင်ငံတွေရဲ့စီးရီအုံစေးတွေဟာအမြင့်ဆုံးအဆင့်ကိုရောက်လာပြီလို့အစင်ခန်းစားတွေကဆိုပါတယ်။ယူကရိန်းအရှေ့ဖာဆာပနီပခါနဲ့အာရှတိုင်းအတွင်းတင်းမာမှုတွေကြောင့်အုံစေးမြန်မာလာတယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။2024မှာကမ္ဘာလုံးဆိုင်ရာစီးရီအုံစေးကကိုဒသမလေးရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးဘာလင်တတိုင်းမပြိုကျခင်1988နောက်ပိုင်းအမြင့်ဆုံးမြင့်တက်မှုလို့လည်းဆိုပါတယ်။နိုင်ငံအများအပြားကစီးရီအုံစေးကိုပုံမှန်သုံးဆလာပြီးလာမယ့်နှစ်တွေအတွင်းကမ္ဘာလုံး ဆိုင်ရာတို့မြင်မှုတွေရှိလာအောင်မယ်လို့လည်းဆိုပါရယ်အမေရိကန်ကအသုံးစွဲဆုံးနိုင်ငံအဖြစ်ဆက်လက်ရှိနေပြီးပြီးခဲ့တဲ့နှစ်အတွင်းမှာဒေါ်လာ1 trillion နီးပါးသုံးစွဲခဲ့တယ်လို့သိရပါရယ်ရှင်